YBS ပေါ်မှာကပိုက်နိုင်ခံရတဲ့လူငယ်တူကိုကပိုက်နိုင်တွေကအုပ်စုဖွဲ့ပြီးတော့ရိုင်းနှက် YBS 69ရင်လိုင်းပေါ်မှာမီလာစကွင်းလေးမနက်ပိုင်းကဖုန်းအနိုင်ခံရတဲ့အတွက်ကပိုက်နိုင်အဖွဲ့နဲ့စကားအခြေတင်များရင်ကပိုက်နိုင်တွေကအုပ်စုဖွဲ့ရိုက်လိုက်လို့ခီးတဲ့ လူငယ်တူစေယုံတက်ပို့လိုက်ရလို့သိရပါတယ် YPS ကားပေါ်မှာဖုန်းနှိုင်းရင်အခြေတင်စကားများကြရမှာကပိုင်လိုက်တဲ့အုပ်စုဖွဲ့ကကားပေါ်ကနေတွန်းချပြီးအောက်အရောက်မှာတော့အုပ်စုလိုက်ရိုင်းနှက်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့မျက်မြင်တွေ့ရှိသူတူကပြောပါတယ်အခုလိုဝိုင်းရိုက်ခံရတာတော့ဘယ်သူမှမဆွဲဦးလားဘူးပြောကြပါတယ်ကိုယ်တိုင်ရောက်နေလဲမသိကြအောင်ဆောင်နေကြမှာပါရုံးချိန်ဆိုတော့ကားကလည်းကြက်ပါတယ်သူတို့ကိုပြန်လှုပ်ရင်သူတို့အဖွဲ့ကပြန်လိုက်လှုပ်မှာပါပေါ်တင်နှိုက်ပြီးတော့ရိုက်လူသွားကြတာပါ ကားကြက်ကြက်မှမပြေလည်မှုတွေနဲ့အလုတ်သွားအလုတ်ပြန်လူတွေရဲ့ဘဝကလည်းမလွယ်လှပါဘူးခက်ခဲနေရတဲ့သူအချင်းချင်းလူတို့ကဘာမှမလုပ်ကြပါနဲ့လားဆိုပြီးတော့လေမျက်မြင်တွေ့ရှိသူတို့ကပြောပါလေမေလ19ရက်နေ့မနက်7:00နာရီခွဲကျော်ဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက်မှာပန်ဆိုရန်နဲ့ကနလန်တောင်မှာလူငယ်တူဒံယာတွေရရှိပြီးတော့သတိလစ်နေတဲ့အတွက်ကိုပူတူးနဲ့ဘော်ရာများပရိုက်တာအဖွဲ့ကတွားရောက်ကူညီခဲ့တာဖြစ်ပါတယ်။ပုံဝင်ကျင်ကလူတွေပြောကြတာကတော့ YBS ကောက်ဝါနေကန်ချခံရပြီးအောက်လဲရောက်တော့ကပိုင်းတိုင်းအဖွဲ့ကဝိုင်းပြီးတော့ကန်ကြောက်ထိုးကြရိုက်ကြတယ်လို့ပြောပါတယ်။ကျွန်တော်တို့ရောက်တဲ့အချိန်မှာတော့လူငယ်ကဒိလစ်နေပါပြီ။အသက်က19နှစ်လောက်ရှိပါပြီ။သူ့မှာဒဏ်ရာမရှိမရှိစစ်ဆေးတော့ညာဘက်ဂျိုးဆောင်မှာပေါက်ပြဲပြက်ရှာဒဏ်ရာတစ်ခုတွေ့ပါတယ်။သူ့ကိုရေးပေါ်ကူးစားမှုပေးပြီးသတိပြန်ရအောင်လှုပ်လိုက်ပါတယ်လို့ကိုပူတူးကပြောပါတယ်။လက်ရှိမှာတော့ဒဏ်ရာရရှိခဲ့တဲ့လူငယ်အမျိုးသားကိုရန်ကုန်ပြည်သူ့ဆေးရုံကြီးကိုပို့ဆောင်ပေးခဲ့ကြောင်းသိရပြီး လူနာမျိုးသားမှာတတိကောင်းစွာရရှိကြောင်းလည်းသိရပါတယ်